င်္ဂလာပါရှင်ကျမတော့ဖူးဤဤနဲ့ပါ DV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အနာဒင်းစတဲ့မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်ဟာအီတလီမြို့သားလွှတ်တော်ဥက္ကဋ္ဌအညာဇီရိုလာရူစာနဲ့အော်တိုဘားလ၂ရက်မှာတွေ့ဆုံခဲ့ပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကင်ကသူ့ရဲ့ Facebook အင်တာနက်လူမှုကွန်ရက်ပေါ်ကနေတဆင့်အေးသားမျှဝေခဲ့တာပါ။ ။ဒါပြင်ကင်ဟာဒီခီးစင်မှာအီတလီနိုင်ငံသား၏အထူးကော်မတီဥက္ကဋ္ဌစီနေအမတ်ပီယာဖာရီနန်ဒိုကာစီနီနဲ့လည်းတွေ့ဆုံခဲ့ပြီးတော့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုရရည်တို့အတွက်ပံ့ပိုးကူညီမှုတွေကိုကျေးဇူးတင်ကြောင်းပြောခဲ့တယ်လို့သိရပါတယ်။ပြည်ရဲ့ရပိုင်းတော့ကလည်းကင်ဟာမိခင်ဖြစ်သူဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်တရုတ်ဆိုရအနေနဲ့ကူညီပေးဖို့တောင်းခံခဲ့ပါတည်ရဲ့ရှင်။ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာလာအိုကမ္ဘောဒီးယားနဲ့ဗီယက်နမ်လေးနိုင်ငံကတိမ့်နဲ့ချီတဲ့အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့အော်တိုဘာလ23ရက်ကစလို့လုံတမာကတ်လုပ်ဖို့အွန်လိုင်းကနေနာမည်စင်စတင်တင်သွင်းလို့ရပြီလို့ထိုင်းလုံတမာဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ ရွှေပြောင်းလို့တာလူသစ်တွေအတွက်မှတ်ပုံတင်ပေးမယ့်အစီအစဉ်ကိုအောက်တိုဘာလ23ရက်ကစပြီးတော့ online စနစ် e-work permit နဲ့ဆောင်ရွက်ပေးသွားမယ်လို့ထိုင်းလူ့သမားဝန်ကြီးနန်းဆောင်တရီနုတ်ထိန်ထောင်ကအောက်တိုဘာလ6ရက်ဌာနဆိုင်ရာအစီအဝေးမှာပြောပါရယ်အောက်တိုဘာလ23ရက်ကစပြီးတော့ website ကနေလူ့သမားနာမည်စာရင်းတွေတင်သွင်းနိုင်ပြီလို့ဝန်ကြီးကဆက်ပြောပါရယ် အလုံမကဝန်ဆောင်မှုပေးနေတဲ့ပြင်ပအေဂျင်စီတွေအနေနဲ့အော်တိုဘားလ6ရက်ကစပြီးတော့မှတ်ပုံတင်စတင်နိုင်ပြီးတော့အလုံရှင်တဲ့အလုံသမားတွေကတော့အော်တိုဘားလ7ရက်ကစနာမည်စင်းတင်သွင်းနိုင်မယ်။အလုံသမားစီမံခန့်ခွဲရေးဌာန website ကနေလျှောက်ထားရမယ်လို့ဆိုပါတယ်ရှင်။ UIC ရဲ့မဲဆင်းထုတ်ပြန်မှုတွေမှားယွင်းမှုများပြားနေတဲ့အပေါ်ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေဘက်ကစိုးရိမ်မှုတွေရှိနေပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားပါရရှင်။ 2020ရွေးကောက်ပွဲမှာမဲစင်းမှားယွင်းမှုတွေကနေသစင်းမဲပဒမမှုတွေရှိခဲ့တယ်လို့အကြောင်းပြပြီးစစ်တကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီးမဲသူတို့ပြန်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပထမဦးဆုံးအကြိမ်ထုတ်ပြန်တဲ့မဲစင်းတွေဟာလည်းအမှားများစွာပါဝင်နေတဲ့အတွက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အပေါ်ဝေဖန်မှုတွေရှိနေပါတယ်အခုထုတ်ပြန်လိုက်တဲ့မဲစင်းတွေမှာမဲပေးပိုင်ခွင့်ရှိတဲ့သူတွေမဲစင်းမပါတာတွေရှိသလိုတည်ဆုံးနေတဲ့သူတွေဟာလည်း မဲဆင်းမှာပါနေတာကြောင့်ဓာရီကိုတေချာပြန်မစစ်စစ်နိုင်ရင်2025ခုနှစ်နှစ်ကုန်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ်စိုးရိမ်မိတယ်လို့ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကပြောပါတယ်ဘာလို့စကတ်တာလဲဆရာကြီးကျွန်တော်တို့ငကြိမ်တော့ဘိုးဘွားတော့ငကြိမ်ကတ်တယ်ထပ်ပြီးကတ်တယ်အခုတော့ဘလူးကောက်မသိသေးဘူးအဲ့တော့နောက်ဆုံးအချိန်ပြီးတော့ကျွန်တော်တို့ဆောက်ကြည့်ရမယ်သဘောတော်ပါအရှင်အတီးလို့ပြောပြီးတဲ့အချိန်မှာတော့အဲ့ဒီကကုနာပြောဖြစ်လာတယ်ဖြစ်တယ်ဆိုတော့မဲပြီးတဲ့ပုံမှာပဲ ဟုတ်ဒီပဲလေအခုတော့မဲပြီးတဲ့စနစ်ဒီပါလေအပြောင်းလဲရှိတယ်မရှိဘူးဆိုတဲ့ကိစ္စတွေအခုကမဲပြီးတော့အရင်လိုရှိအောင်ဆိုတဲ့အခါတို့တို့ရောပြီးတော့စနစ်ကြတော့တို့လုံနေတာပဲမဲပြီးပြီးတဲ့နောက်မှပဲကျွန်တော်တို့ဓာတ်ရီကတော့ဒါတရားနဲ့မတရားဘူးဆိုတာဆုံးဖြတ်ကြတာပဲဆိုတော့အခုကကြည့်ရလို့ကြည့်အောင်လို့တို့အသေးစိတ်တော့လုပ်နေရတော့အနာသိန်းစကောင်စီရဲ့ရုပ်ောက်ပွဲကော်မရှင်ကထုတ်ပြန်လိုက်တဲ့မဲဆင်းတွေကိုတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာလူ900မှာလူ300ရဲ့မဲဆင်းတွေကမှားယွင်းနေပြီး ရက်ကွက်အုပ်ချုပ်ရေးမှူးနဲ့မိသားစုဝင်တွေတောင်မဲစင်းမှာပါမလာပဲမဲစင်းကွာဟမှုတွေကများလွန်းနေတာကြောင့်ပြန်ပြင်နိုင်မှုတပတ်ပဲအချိန်ရှိတော့တယ်လို့ကြန့်ခန့်ရေးပါတီဝင်ဘူလက်လှဆွေကသူ့ရဲ့ Facebook ကနေသတင်းပြောဆိုပါတယ်2020ရွေးကောက်ပွဲလို့မဖြစ်အောင်2025ခုနှစ်ရွေးကောက်ပွဲကိုမှန်ကန်တိကျအောင်ဆောင်ရွက်သွားမယ်လို့ UEC ဥက္ကဋ္ဌစစ်ဘူဂျုံငင်းစာတန်းစုကမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပြီးမြဲ မဲစင်းတွေထုတ်ပြန်တဲ့အခါမှာတော့မှားယွင်းနေတာဖြစ်ပါတယ်အခုလိုမဲစင်းတွေမှားယွင်းမှုတွေရှိနေတာဟာရုပ်ောက်ပွဲကော်မရှင်ကအလုံးမလုပ်တာကြောင့်လို့ကြံ့ခိုင်ရေးပါတီပုပ်ပါတူရီမျိုးနယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလှဆွေကဝေဖန်ပါတယ်ရုပ်ောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေနဲ့လှုပ်ဆောင်ချက်တွေဟာ လက်တွေ့မကြတာကြောင့်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံချိန်တိုင်းမှာထောက်ပြပြောဆိုခဲ့ပေမဲ့လက်ခံဆောင်ရွက်မှုမျိုးမရှိခဲ့ဘူးလို့လည်း88မျိုးဆက်ចောင်းသားလူငယ်များပြည်တော်စုမြန်မာနိုင်ငံပါတီဥက္ကဋ္ဌကလည်းပြောပါတယ်ပြောပြန်တော့လည်းရံများတာပဲရှိတယ်ကိုရီးယားဘာပဲဖြစ်ဖြစ်ပေါ့နိုင်ငံရေးကိုအပြည့်သဘောနဲ့ပဲကိုကပြောတာအပြည့်သဘောနဲ့ပြောတယ်လို့မမြင်ဘူးသူတို့တွေကတချို့ရင်တို့ကျွန်တော်တို့နဲ့ဟိုကော်မရှင်နဲ့ပြည်ပခါတွေအနေနဲ့ဖြစ်ဖြစ်နေတော့လေကျွန်တော်လည်းသတိထားပြီးတော့ပေါ့နားဝင်မလားဆိုပြီးတော့ပြောတော့ပြောတာပေါ့ဗျာ အဲ့လိုပေါ့ဗျာသူတို့စပြီးတော့ဒီ recover ကိစ္စကိုအချိန်စရာစပြီးတော့လုတ်တရလွတ်လွတ်မမမှုတွေကတော့အများကြီးရှိနေတယ်လေအဲ့ဒါတွေကိုသူတို့ကနောက်မှလိုက်ပြင်နောက်မှလိုက်ပြင်ဆိုတော့ကျွန်တော်တို့အလုပ်လုပ်ရတာတော်တော်လေးခက်တိကောက်တော့ဖြစ်တာပေါ့ဗျာအနာသိန်းစကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲအတွက်မဲဆင်းတွေကိုစက်တင်ဘာလ30ရက်နေ့ကနေအောက်တိုဘာလ13ရက်နေ့အထိပထမအကြိမ်ဖြစ်14ရက်ကြာတက်ဆိုင်ရရက်ွက်ကြေးရအုပ်စုတွေမှာကထမှာဖြစ်ပါတယ် မဲစင်းတွေကိုရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေမှာကျင်းညာထားပြီး လာရောက်ကြည့်ရှုကြဖို့ရက်ကြေးအုပ်ချုပ်ရေးမှုတွေကနှိုးဆော်နေပေမဲ့ပြည်သူတွေကစိတ်ဝင်စားခြင်းမရှိသလိုကြည့်ရှုသူလည်းမရှိသလောက်နေပါနေပါတယ်ဒီသမလာ28ရက်နေ့မှာစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါတီဝင်ပေါင်း58ပါတီကကိုယ်စားလှယ်လောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပြီးအဲ့ဒီအထက်မှာတန့်ခံရေးပါတီကအများဆုံးဖြစ်ပါတယ် အနာသိန်းစစ်တပ်ကလုံးမဲ့ယူကော့ပွဲဟာတရားမဝင်တဲ့အတုအယောင်ယူကော့ပွဲ ဖြစ်တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရ MNUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာတော်လှန်ဥပညာရှင်တွေဖြစ်တဲ့ဒရိုက်တာခရစ်စတီနာခီရိုက်ကူပြီးတရုတ်ဆောင်ဇန်ခီနဲ့အကယ်ဒမီပိုင်ဖြိုးသူတို့ပါဝင်တရုတ်ဆောင်ထားတဲ့နောက်ရန်အေဗာထာဝရနောင်ကျိုရုပ်ရှင်အထူးပြပွဲကို American ပြောင်စု Maryland ပြည်နယ် Regal Majestic ရုပ်ရှင်ရုံမှာဒေသစံတော်ချိန်အောက်တိုဘာလ5ရက်မိုးလယ်ပိုင်းကပြသခဲ့ပါတယ်။ ရုပ်ရှင်ပြပွဲကို Washington DC နဲ့ Maryland ပြည်နယ်ရောက်မြန်မာတွေလာရောက်အားပေးခဲ့ကြပြီးတော့တော်လန်အမှုပညာရှင်တွေနဲ့အတူရက်တီကြောင်ပြသခဲ့ပါတယ်။ Now Ever Tower နောင်ကျူရုပ်ရှင်ကို American ပြောင်စုမြို့ကြီးဆယ်မြို့မှာဇက်တိုက်ယုံတင် ပြသခဲ့ပြီးတကူရီးယားနိုင်ငံမှာလည်းတပြိုင်နက်တည်းယုံတင် ပြသနေတာဖြစ်ပါတယ်။ Now Ever Tower နောင်ကျူရုပ်ရှင်ကိုမြန်မာနိုင်ငံမှာယုံတင်ပြသတော့ကလည်းပြည်သက်တွေရဲ့တခဲနဲ့အားပေးမှုကိုရရှိခဲ့ပါတယ်ရှင်။ ရန်ကုန်တိုင်းကြောက်တန်းမြို့နယ်နဲ့မန္တလေးတိုင်းပြည်ကြီးတခုမြို့နယ်တွေမှာအောက်တိုဘာလ6ရက်ည7နာရီကလူနေအိမ်ပေါ်ကိုမီးဗုံးပြန်ပြက်ကြပြီးနေအိမ်၃လုံးမီးလောင်ပျက်စီးခဲ့တယ်လို့မြို့ကနေစီကနေသိရပါဗျ။မနေ့ည7နာရီကကြောက်တန်းမြို့နယ်စံချိန်မီရက်ကွက်အမက၁၀ကျောင်းလမ်းမှာမီးဗုံးပြန်ပြက်ကြပြီးလူနေအိမ်၄လုံးမီးလောင်ပျက်စီးခဲ့တယ်လို့မြို့ကန်တယောက်က TVB ကိုပြောပါဗျ။ မန္တလေးတိုင်းပြည်ကြီးတစ်ခုမြို့နယ်131 132 59ဘီလန်းမှာလဲမင်းည9နာရီခွဲကနေတအိမ်ခေါင်မိုးပေါ်ကိုမီးဗုံးပြန်ပြက်ကြလို့မိသက်တက်ဖွဲ့နဲ့အတူဒေသခံတွေဝိုင်းဝန်းညှိမ့်သက်ခဲ့ရတယ်လို့မြို့ကန်တယောက်ကပြောပါတယ်။မီးလောင်မှုနှစ်ခုစလုံးမှာလူနေအိမ်တွေပျက်စီးဆုံးရှုံးတာကလွဲပြီးတော့လူသေဆုံးထိခိုက်မှုတော့မရှိဘူးလို့မိသက်ဦးစီးဌာနသတင်းအင်းမြစ်တွေစီကနေသိရပါတယ်ရှင်။ အမေရိကန်ပြည်အောင်စုအထက်လွှတ်တော်မှာအောက်တိုဘာလ6ရက်တနင်္လာနေ့ကညနေပိုင်းမဲခွဲမှုအတွင်း Republican နဲ့ Democrat Party နှစ်ခုစလုံးကနေ American အစိုးရပိတ်သိမ်းမှုကိုအဆုံးသတ်ဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး Republican ဥပဒေမူကြမ်းမှာထောက်ခံမဲ52မဲနဲ့ကန့်ကွက်မဲ52မဲရှိပါတယ်အရင်က Democratic ဦးဆောင်တဲ့ဥပဒေကြမ်းမှာထောက်ခံမဲ55မဲနဲ့စန့်ကျင်မဲ90ရှိခဲ့တာပါဒီအဆိုကိုအတည်ပြုနိုင်ဖို့အထက်လွှတ်တော်မှာထောက်ခံမဲ9ပုံ3ပုံလိုအပ်ပါတယ် တနင်္လာနေ့က American Thamra Donald Trump ဟာအစိုးရပြန်ဖွင့်ဖို့ကြိုးပမ်းရာမှာအဓိကအတားအဆီးတစ်ခုဖြစ်နေတဲ့ကျန်းမာရေးစောင့်ရှောက်မှုမူဝါဒကိုဒီမိုကရက်တွေနဲ့လက်တွဲလှုပ်ဆောင်ရတဲ့အတွက်စိတ်ချမ်းသာကြောင်းဒါပေမဲ့ပိတ်နေတာကိုအရင်အဆုံးသတ်ရမယ်လို့ပြောခဲ့ပါတယ်ရှင်။ TV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကျမတို့ဖူးအီနေပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။